ရှင်ဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့ကောင်းချီးမင်္ဂလာကိုလက်ခံရရှိတော်နီဆိုရက်ကောင်းစဉ်လေးနဲ့ခွာပေးတော်မှာဖြစ်ပါတယ်တရားဟောကြားခန်း28စာပိုက်တစ်ကိုဖတ်ပါမယ်ယနေ့ငါဆင့်ဆိုသည်မြသောပြည့်ညတ်တော်တို့ကိုတင်သည်ကျင့်ဆောင်ခြင်းငါတင်ဘုရားသခင်ထာဝရဖျားဤစကားတော်ကိုစစ်စစ်နားထောင်လင်တင်ဘုရားသခင်ထာဝရဖျားသည်လူမျိုးတကာတို့ရဲ့အသင်ကို ချီးမြှောက်တော်မူမည်။သင်ဖျားသခင်ထာဝရဘုရားရဲ့စကားတော်ကိုနားထောင်လင်သင်ပေါ်မှာရောက်လက်တန့်သောကောင်းချီးမင်္ဂလာများဟုမူကားဆိုပြီးတော့မှတွေ့ရတယ်။အောက်မှာတော့ကောင်းချီးမင်္ဂလာအမျိုးမျိုးဖော်ပြတာတွေ့ရတယ်။အဲ့တော့ဒီကျမ်းစာကိုနော်ဒီတိုင်းလေးပဲယိုယိုလေးခံယူရတဲ့ဆိုရင်အတိတ်ပဲလေးတစ်မျိုးဖြစ်တယ်ပေါ့။ဘလို့ဖြစ်တတ်တယ်လဲဆိုတော့ငါကောင်းချီးမင်္ဂလာရဖို့အတွက် ရဖို့အတွက်ဖះစကားနားထောင်မှရမယ်ဆိုတော့မှအတွေးပေါက်တတ်တယ်။ဟောပြီးရင်လည်းဖះသခင်ကသူ့စကားကိုနားထောင်မှကောင်းကြီးကိုထပေးတယ်။နော်အဲ့လိုမျိုးအတိတ်ပဲပေါက်တယ်ပေါ့။အမှန်ကတော့သူကဒီဧဒရီလလူမျိုးတွေနော်ဖះသခင်ကဟိုသူတို့ရဲ့အဘအာဗျာဣဇက်ရာကုတ်အပေါ်မှာထားတဲ့ပြညာ အပေါ်မှာဘုရားသခင်ရက်တီပြီးတော့မှသူတို့ကိုသူတို့ကိုနော်ဟိုနုံနဲ့ပြားရစီတော့ပြီပြီးရင်ဘုရားသခင်ချမ်းသာလို့ပြောတဲ့ခန္ဓာပြည်ကိုနော်ပို့ဖို့အတွက်သူခေါ်ရင်ခေါ်လာတာဖြစ်တယ်ဆရာကတော့ဘုရားသခင်ကသူ့ရဲ့တာသမီတွေကိုနော်ကောင်းချီးမင်္ဂလာကိုပေးထားပြီးသားဖြစ်တယ်လို့ပြောချင်တာဖြစ်တယ် အဲ့အတိတ်ပဲဖြစ်တယ်ဆိုလိုတာကဒါပေမဲ့အဲ့ဒီကောင်းချီးမင်္ဂလာကိုဖះပေးထားတဲ့ကောင်းချီးမင်္ဂလာကိုနော်ပေးထားပြီးသားကိုဖះသားသမီးတွေကဘလို့လက်ခံရရှိနိုင်တယ်ဆိုရင်တော့ဖះသခင်ရဲ့စကားတော်ကိုနာခံလက်လျှောက်ခြင်းအဖြစ်လက်ခံရရှိနိုင်တယ်ဒါလို့ပြောချင်တာဖြစ်တယ်ပေါ့နော်ဒီ ယေရမိအခန်းစက်ခွန်စာပိုက်ခွန်ရှစ်မှာလဲထာဝရဘုရားကိုကိုးစားတော်သူထာဝရဘုရားမိမိကိုးစားရအကြောင်းဖြစ်စေတော်သူသည် ကောင်းခြင်းမင်္ဂလာကိုခံရတော်သူဖြစ်လို့ပြောတာတွေ့ရတယ်။နောက်စာပိုက်ရှစ်တော့မဖတ်တော့။ဆိုတော့ကိုးစားတယ်ဆိုတာဘာလဲ။ဘုရားသခင်ရဲ့စကားတော်ကိုနာခံလက်လျှောက်ခြင်းပါပဲ။မကိုးစားဘဲနဲ့နာခံလက်လျှောက်လို့မရဘူး။နော်။ဒီသဘောပဲဖြစ်တယ်။ဒါကြောင့်မှတ်ထားပါသင်နဲ့ကျွန်ုပ်လည်း ယေရှုခရစ်တော်အဖင်ဘုရားသခင်တာသမီတွေဖြစ်ကြပါတယ်။တာသမီဖြစ်တဲ့အခါမှာနော်ကျွန်တော်ကိုနော်ကောင်းခြင်းမင်္ဂလာတွေအကုန်လုံးနော်ပေးထားပြီးသားဖြစ်တယ်ဆိုတာကိုနားလည်ပါ။အဲ့ဒီကောင်းခြင်းမင်္ဂလာကိုဘယ်လိုလက်ခံရယူရရှိနိုင်တယ်လဲဆိုရင်တော့နာခံခြင်းအဖင်လက်ခံရရှိနိုင်ပါတယ်။ကျွန်တော်ကယ်တင်ခြင်းကိုဒီနေ့တလောက်ကလုံးဘုရားပေးထားပြီးသား အရကတင်ချင်းကျေးဇူးကိုလူကဘလို့လက်ခံရရှိနိုင်တယ်လဲဆိုတော့ယုံကြည်ခြင်းအဖြစ်ကျေးတော်ကြောင့်လက်ခံရရှိနိုင်ပါတယ်နော်ဒီသဘောပဲအဲ့တော့ကတင်ချင်းကိုရရှိပြီးတဲ့နောက်မှာလဲဘုရားသခင်ကကောင်းချီးမင်္ဂလာဖယားပေးထားပြီးသားနော်မိမိသားတော်ရင်းကိုမနှမျောပဲငါတို့ရှိသမျှဖို့စွန့်တော်မူတော်သူသည်သားတော်နှင့်တကောခတ်သိမ်းသောအရာတို့ကိုငါတို့အားမပေးဘဲအဘယ်သို့နေတော်မူမည်နည်းကတဲ့နော်အရာတွေက ေးထားပြီးသားဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီပေးထားပြီးသားသောအရာကိုအဲ့ဒီကောင်းချီးမင်္ဂလာကိုကျွန်တော်ယုံကြည်သူတွေကဘယ်လိုယူမလဲဆိုတော့နော်ယုံကြည်တဲ့အတိုင်းနာခံလက်လျှောက်ခြင်းအဖြစ်လက်ခံရရှိမှာဖြစ်တယ်ပေါ့။ဆိုတော့အဲ့ဒါဆိုရင်ဘယ်လိုယုံရမလဲပေါ့။နော်ဘယ်လိုနာခံရမလဲဆိုတော့ဆိုကြပါစို့အူတီနော်တောက်တန်ချာခန်းသုံးစောက်ပိုက်ကို30မှာကြည့်မယ်ဆိုရင်တော့ 啊，我、嗯哦、的股票看我不错了，虽然啊，我、哦、的呢，现在刚进门了，想出来刚进门了，啊、嗯，最我来刚进门了，哎嘛哎嘛，啊，准备俺来刚进门了，也先马批的，俺来刚进门了，在老家路边头边头批的，都啊，全，都啊，全，我的，啊。 ဦးတည်သောအတ္တိကိုပူဇော်ခြင်းအဖြစ်အဲ့ဒီကောင်းကြီးမင်္ဂလာကိုရရှိနိုင်တာမျိုးဖြစ်တယ်။ထို့နှစ်တူမိုးကောင်းကင်ပရင်ပေါ်တို့ဖွင့်ကောင်းကြီးမင်္ဂလာအကုန်စင်သွန်းလောင်းမယ်တွန်းလောင်းမယ်တဲ့နော်ပြင်းလဲပါဖြစ်လဲကိုက်စားတဲ့ကောင်းကမှမယ်မင်းပြင်းမကတ်ရဘူးနော်ပြင်းမင်းရဲ့စပစ်ပြင်းဟာအတိမတိပဲမနေရဘူးမင်္ဂလာရှိတော့သူလို့မင်းတို့ခေါ်လိုက်မယ်နော်မင်းပြီတော့နှစ်သက်ပွဲတော့ပြီဖြစ်လိုက်မယ်ဆိုတော့ ကောင်းချီးမင်္ဂလာကပေးထားပြီးသားလူတိုင်းကိုတော်တယ်အဲ့ဒါဘသူရမလဲဆိုရင်နော်ကျွန်တော်ယုံကြည်သူဖြစ်ပြီးတော့ဆယ်ပို့တပို့ကိုနော်ဘုရားသခင်ကိုပူဇော်တော်သူရမှာဖြစ်ပါတယ်နော်ဆယ်ပို့တပို့အပြင်အဲ့ဒီကောင်းချီးမင်္ဂလာကိုလက်ခံရရှိရမှာဖြစ်တယ်ဒုရတူစွာပါပဲတာသမီတွေနော်ဆင်းရဲဒုက္ခမရောက်ရဘူးမငတ်မွရဘူးဆိုရအမခံချက်ကောင်းချီးလဲပေးထားပြီးသားအဲ့ဒါဆိုရဲပါလဲ ဆင်းရဲတဲ့သူတွေကိုနော်ဒုက္ခရောက်နေတဲ့သူတွေကိုကိုញင်မဆတဲ့မိဘကသူ့တားသမီးကိုဘုရားသခင်တောင်းယူမယ်ဒီလိုမျိုးနဲ့ပေါ့နော်အဲဝပြုခြင်းအဖြစ်တလကောင်းသို့မဟုတ်မျိုးစီချဲချင်းဤဝင်ကလေးအလှငွေနော်အဖြစ်တလကောင်းဤဝင်ကလေးအလှငွေဆိုဘယ်လိုရနိုင်လဲဆိုတော့ငါ့ဘုရားသခင်တွေဘုန်းအောင်နှုတ်ပေါ်တော်နဲ့စံပယ်တော်မူသောစီစဉ်ရှိတဲ့အတိုင်းတဲ့တော်လူရှိသမျှတို့ကိုယေရှုခရစ်တော်အဖြစ်ပြည့်စုံစေတော်မူ ကဲအလိုရှိသမျှတို့ကိုယေရှုအဖင်ပြည့်စုံနိုင်တဲ့ကောင်းကြီးမင်္ဂလာဖယားပေးထားပြီးသားဖြစ်တယ်အဲ့ဒါဘလို့လက်ခံရရှိရမလဲဆိုတော့အေဝံဂေလိအလှူငွေကိုနော်ပေးလို့ခြင်းအဖင်လက်ခံရရရှိနိုင်တာမျိုးဖြစ်တယ်ဒီသဘောပဲနော်အမျိုးမျိုးပေါ့နော်ဒါကြောင့်ဒီနေ့တိဖို့ကဘုရားသခင်ကကျွန်တော်တို့ကိုနော်သူ့ရဲ့သားသမီးဖြစ်တဲ့သူ့ကိုယုံကြည်တော်သူကို မှတ်ထားပါအရာခတ်သိမ်းကောင်းချီးမင်္ဂလာအားလုံးကိုပေးထားပေးသားဖြစ်ပါတယ်နော်တချို့အရာတွေကဘာမှလုပ်ဆရာမလိုဘဲနဲ့အရာရှိတယ်ကဲတင်ချင်းနဲ့ဆိုင်တဲ့အရာတွေပေါ့ယုံကြည်လိုက်လို့ယုံနဲ့ရပါတယ်တော့တဲ့တချို့အရာတွေဂရိတော်နဲ့ဆိုင်တဲ့အရာတွေကြတော့ဂရိတော်နဲ့ဆိုင်တဲ့အရာတွေကြတော့ယုံကြည်တဲ့တိုင်လက်တွေ့နာခံလက်လျှောက်ခြင်းအဖြစ်အဲ့ဒီဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကိုလက်ခံရရှိနိုင်တာ ဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဆက်ပြီးเนาะနှုတ်ကပတော်ကို နားလည်ဖို့လိုတယ်။နားလည်ပြီးတော့မှတကယ်ယုံကြည်တဲ့စိတ်နဲ့เนาะဘုရားသခင်ကိုချစ်တဲ့စိတ်နဲ့နားထောင်ပါ။အဲ့ဒါဆိုရင်တော့ကောင်းချီးမင်္ဂလာကိုလက်ခံရရှိတော်သူဖြစ်လာလိမ့်မယ်လို့ခွားပေးနဲ့ညီကုန်းချုပ်ပါတယ်။ဘုရားသခင်သည်သင်တို့အားလုံးကောင်းချီးပေးပါစေတော့။အာမင်။